မင်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ14ရက်မြေလက်တံရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့နေ့ရက်အောင်ကဘာလုံးစခန်းအနီးကပ်မြေဝင်ရုပ်တံကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းငဖဲမြို့နယ်အမ်ဗရန်လန်ရခိုင်ရိုးမပေါ်ရှိနေ့ရက်အောင်ကဘာလုံးစခန်းကိုအာရခတ်တတော်အေတပ်ဖွဲ့ဝင်တွေကအနီးကပ်ရိုက်ကူးထားတဲ့ရုပ်တံဖိုင်လူမှုကွန်ရက်မှာပြန်လည်လာပါတယ်အဲ့ဒီရုပ်တံဖိုင်ဟာအောက်တိုဘာ10ရက် ကမ္ဘာလုံးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နေခြင်းအတွင်အာရခတတော် AA တပ်ဖွဲ့ဝင်တချို့ကရိုက်ကူးခဲ့တာဖြစ်တယ်လို့ AA နဲ့နီးစပ်သူအမျိုးသားတို့ကအတည်ပြုပြောပါတယ်။ရုပ်သံမှာပါဝင်တဲ့နေရာတွေဟာကမ္ဘာလုံးစခန်းကစစ်ကော်မရှင်ဒရုန်းတပ်ဖွဲ့ဝင်ရဲ့စခန်းနေရာဖြစ်ပြီးအဲဒီတပ်ဖွဲ့ကနေရီကန်တောင်ကြီးအောက်ရှိကျေးရွာတွေကိုနေ့စဉ်ပုံကျဲတိုက်ခိုက်နေတာကြောင့်ကျေးရွာတွေမီးတောင်ပျက်စီးကြရတယ်လို့ AA နဲ့နီးစပ်သူနောက်ထပ်အမျိုးသားတို့ကပြောပါတယ်။နေရီကနော်ပေမကဘာလုံးပြူဝစကန်ရဲ့ကာကင်းစကန်တွေအားလုံးကိုအာရခတတော် AA နဲ့ပူးပေါင်းတပ်တွေက အော်တိုဘားလပထမအပတ်မှာတိမ့်ပိုက်နိုင်ခဲ့ပြီးနောက်ကမ္ဘာလုံးစကန်ကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရာအော်တိုဘား၁၀ရက်နေ့ပိုင်းမှာကမ္ဘာလုံးစကန်ကစစ်ကုန်ပြင်တစ်ဖက်ဝင်နေစကန်ဆုံးဝါထွက်ပြေးသွားကြတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေကလည်းပြောပါဗျ။လက်ရှိမှာမဟာမိတ်ပူးပေါင်းတပ်တွေကအမ်ဘရန်လန်ဟောင်းလားတဲ့နှစ်ခုလုံးကိုပိတ်ဆို့ထိန်းချုပ်ပြီးစစ်ကူဘေဘီပြန်လည်ထိုးစစ်ဆင်လာတဲ့စစ်ကုန်ပြင်တစ်ဖက်ဝင်နေစကန်ဆုံးထွက်ပြေးနေတဲ့စစ်ကုန်ပြင်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာကြောင့်နေရီကန်တောင်ကျောတဝိုင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့နေရီကန်တော်အနီတဝိုင်းစစ်ကောင်ပြင်တပ်က လေကြောင်းကနေအောက်တိုဘာ23ရက်မနေ့ကအထိနေ့စဉ်ပုံကျတိုက်ခိုက်နေရလို့သိရပါတယ်။ဆက်လက်ပြီးတော့နယ်တလင်းမှာဘီလျက်ထိုးနေတဲ့လူငယ်တွေကိုစစ်တပ်ကဝန်ဖန်ပြီးချက်သိန်း20စီနဲ့ပြန်ယူခဲ့ရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနယ်တလင်းမြို့နယ်ဖလမင်ကျေးရွာမှာဘီလျက်ထိုးနေတဲ့လူငယ်တွေဖမ်းဆီးခံရပြီးတဦးကိုချက်သိန်း20စီနဲ့ငွေပေးကပြန်လည်ရွေးယူခဲ့ရတယ်လို့ဒေသခံတွေဆေးကသိရပါတယ်။အော်တိုဘတ်7ရက်မနေ့ကညနေ3:00နာရီကမှစစ်ကောင်ပြင်တပ်နဲ့ပြူစောကြီးပူးပေါင်းအင်အား30ကဟာနယ်ဒလင်းမြို့ပေါ်ကနေ နက်ဒလင်းငုတ်တို့တရက်ပင်ကလာအတိုင်းဆိုင်ကယ်တွေနဲ့ဖလာမင်ရွာကိုရောက်လာပြီးရွာထိပ်ပီးလျက်ခုံမှာပီးလျက်ထိုးနေတဲ့လူငယ်သုံးဦးကိုဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ကြေးဝါဒေသခံတွေကဝိုင်းဝန်းပြောဆိုတာကြောင့်တက္ကသိုလ်ကျောင်းသားလူငယ်တူဦးကိုလွှတ်ပေးခဲ့ပြီးအသက်30အရွယ်အောင်မျိုးကျော်နဲ့အသက်25နှစ်အရွယ်ကိုဝိုင်းမင်းထွန်းတို့နှစ်ဦးကိုစစ်ကောင်ပြင်တပ်သားတွေကနက်ဒလင်းရဲစခန်းကြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဖလာမင်ရွာဒေသခံတူဦးကမြေလက်အတံကိုပြောပါတယ်။ ဖက်စီခံရသူလူငယ်မျိုးသားနှုတ်ဦးကိုသူတို့ရဲ့မိသားစုဝင်တွေကမနေ့ညနေပိုင်းမှာပဲနယ်လင်းရဲစခန်းကနေသူဦးကိုချက်သိန်း၃၀ပေးပြီးပြန်ရွေးထုတ်ခဲ့ရတယ်လို့မိသားစုနဲ့နှိဆက်သူဒေသခံတွေစီကသိရပါဗျ။ဖလမင်ကျေးရွာစစ်ကောင်ပြင်အုပ်ချုပ်ရေးမှူးမင်းသူဟာနယ်လင်းမျိုးပေါ်ကိုပြောင်းရွှေ့ပြီးရှောက်ထိန်နေထိုင်နေတာ၅လခန့်ရှိပြီဖြစ်တာကြောင့်အဲ့ဒီရွာကနေစစ်မှုတန်းအတွက်လာစဉ်ကောင်းဝင်မရှိတာစစ်မှုတန်းဖို့လူမပေးတာဖြစ်ကြောင်းအခုလိုအင်အားသုံးလာရောက်ပေါ်တာဆွဲဖက်စီတာဖြစ်နိုင်တယ်လို့အဲ့ဒီရွာကကဆက်ပြောပါဗျ။စစ်ကောင်ပြင်တပ်သားတွေဟာ လာစဉ်ဖွင့်လှစ်နေတဲ့စစ်မှုထားတန်တန်းတွေအတွက်အုပ်ချုပ်ရေးမှုတွေကလည်းတဆင်ရက်ကွက်ကြေးရွာတွေကလည်းဆင့်ခေါ်စုဆောင်းတာတွေအပြင်လမ်းသွန်းလမ်းလာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေကပဲခူးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်း AR တိုင်းကလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးနေတာပါဆလတ်တင်ဆက်ပေးမှာကနထိုးကြီးမှာရန်20ကြောကြာတိုက်ပွဲတွေဆက်ဖြစ်နေပြီး PDF စကန်တစ်ခုအသိမ်းခံလာရတဲ့တဲ့တင်မှာမန္တလေးတိုင်းနထိုးကြီးမြို့နယ်တောင်ကျမ်းမှာ ဇန်နစီကြောကြတိုက်ပွဲဖြစ်နေပြီး PDF စခန်းတစ်ခုတင်ခံရရတယ်လို့ဒေတာကာကွယ်ရေးအဖွဲ့ဝင်တွေထံကသိရပါဗျ။စက်တင်ဘာလနောက်ဆုံးပတ်ကစပြီးစစ်ကောင်ရှင်တက်နဲ့မင်းညာခရိုင်ပြူစော်တီကောင်းဆောင်တီတာကျွမွန်လက်အောက်ပြူစော်တီတပ်ဖွဲ့ပူးပေါင်းအင်အား200ကျော်ဟာနရိုးကြီးမြို့နယ်တောင်ဘက်ကိုစစ်ကြောင်းထိုးလိုက်ရာကစတင်တိုက်ပွဲဖြစ်ခဲ့ပြီးအော်တိုဘတ်73ရဲ့မနေ့ကအထိစီပင်တထေးကုန်းမနှိုင်းတာအင်ကြီးတော်ကြီးရတဲ့နေ့မှာနေ့စဉ်ဒီပါတိုက်ပွဲတွေဆက်ဖြစ်နေတာလို့ဆိုပါတယ် စီမံရတောင်မပေးကစကန်တစ်ခုနဲ့မနိုင်သာတန်ကုန်ဘက်ကစကန်တစ်ခုအသိမ်းခံလာရပြီးတိုက်ပွဲတွေအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံများနေကအသေးစိတ်အခြေအနေတွေကိုတော့တပ်ဆိုင်ရာတပ်ဖွဲ့တွေကတရင်ထုတ်ပြန်မှာဖြစ်တယ်လို့နရိုးကြီးဒေတာကာဝေးဖော်ဝင်သူကမေလက်တန်ကိုပြောပါတယ်စစ်ကောင်စစ်တပ်ကတိုက်ပွဲတွေဖြစ်ပွားနေတဲ့တထေကုံစီပင်အင်ဂျီတော်ကြွာသားအေးမကြီးကုံကြီးရွာတွေတဝိုက်ကိုတိုက်လေရင်ဝိုင်းတွဲလေရင်ပါရာမော်တာဆက်တက်လေပြီး MI-35 တိုက်ခိုက်ရေးရဟန်းတွေနဲ့နေ့စဉ်နေပါပုံချက်ပစ်ခတ်နေတာပါ အော်တိုဘား၁၄ရက်ဒီကနေ့မှာအဲ့ဒီစစ်ကောင်ပြင်စစ်ကြောင်းဟာစီဗင်ကျေးရွာအတွင်းတက်ဆွဲနေပြီးစစ်ကြောင်းတက်ဆွဲနေတဲ့စီဗင်ကျေးရွာတစ်ဝိုက်ကိုစစ်ကောင်ပြင်တပ်ကလေကြောင်းကနေအများဆုံးဘုံကျက်ပစ်ကူပေးတိုက်ခိုက်နေတယ်လို့သိရပါဗါတယ်။တိုက်ပွဲတွေနဲ့လေကြောင်းဘုံကျက်တာတွေကြောင့်အင်ဂျင်နီယာကနေ၃၀၀ကျော်ရှိတဲ့စီဗင်တထေးကုန်းမကြီးကန်အောင်မန်းကုန်းအပါအဝင်ကျေးရွာ၅ရွာခန့်ကလူဦးရေ၁000ကျော်ဟာတိုက်ပွဲတွေစတင်ဖြစ်ပွားချိန်ကတည်းကစစ်ဘေးရှောင်နေကြရပြီးလက်ရှိအချိန်ထိနေရမပြောင်းနိုင်သေးပဲဘေးလွတ်ရာတွေမှာနေထိုင်နေရတယ်လို့နေထိုးကြီးဒေသခံတဦးကပြောပါတယ်။ စီဘေးရှောင်တွေဟာဘေးလွယာကျေးရွာတွေနဲ့တောတိုက်ရေထဲမှာပုန်းရှောင်နေရပြီးကျေးရွာတွေမှာဆစ်ရှောင်နေရသူတွေအတွက်ကနေရာထိုင်ခင်းအဆင်ပြေပေမဲ့စားတောက်ရေအတွက်အခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်တောတိုက်နဲ့တောတောင်တွေမှာဆစ်ရှောင်နေရသူတွေကတော့အမိုးကရိတ်ခါတွေနဲ့တောက်တုံးရေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့သူစောတီတွေကိုထမင်းချက်ကျွေးနေတဲ့တက်ကြီးပိုင်းမျိုးသားမှုရှာထွက်စင်မှာဖန်စီခံရရတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ မကွေးတိုင်းပေါင်းမြုံနယ်တက်ကုန်းရွာပြူစော်တီတပ်ဖွဲ့ဝင်တွေကိုထမင်းချက်ချွေးနေတဲ့တကြီးပိုင်းမျိုးသားတို့ကိုဖမ်းမိထားတယ်လို့ပေါင်းမြုံနယ်တောင်ပိုင်းနဂါပြောကြားတပ်ဖွဲ့ပကပကပြောပါတယ်။အဖမ်းဆိုင်ရသူမှာတက်ကုန်းရွာကအသက်80ကျော်အရွယ်ရှိဦးပွေးဖြစ်ပြီးအောက်တိုဘာ12ရက်မနက်9:00နာရီကျော်မှာကျေးရွာနီတော်တဲ့ကိုမှုရှာထွက်လာစဉ်ကဲပတ်နေတဲ့ဒေသကားကိုရဲတပ်ဖွဲ့တွေကတော်ရင်တနေရာမှာဖမ်းမိခဲ့တာလို့ဆိုပါတယ်။ တပ်ကုန်းကြီးရွာမှာပြူစောတိအထိုင်စခန်းချတာကစစ်ကောင်စီတပ်ဖွဲ့ဝင်30ဦးနဲ့ပြူစောတိတပ်ဖွဲ့ဝင်25ဦးတက်ဆွဲနေပြီးပြူစောတိအကောင်နဲ့အင်ဂျီ400ခန့်ရှိကြီးရွာဖြစ်တယ်လို့ပေါင်းမြူနယ်တောင်ပိုင်းနဂါပြောကြားတပ်ဖွဲ့ပကပတောင်ဝန်ကပြောပါတယ်။လက်နက်ထုတ်လို့ရေးဆက်ရုံကပ္ပစာ24အခြေစိုက်ထားတဲ့ပေါင်းမြူနယ်မှာပြူစောတိအင်အားကောင်နဲ့ကြီးရွာများပြားရှိနေတယ်လို့ဒေတာတွင်းမှာလည်းပြူစောတိတွေကဥဆောင်ပြီးကြီးရွာတွေကိုစစ်ကြောင်းထိုးနေတာပါ။ဥပွေရဲ့ထွက်ဆိုချက်အရတက်ကုန်းရွာဒေသခံတွေဟာစားနပ်ရိက္ခာပြက်လက်နေတာကြောင့် ကြည်ပါနီရှိတောတောင်တွေမှာမှုန်နဲ့ပြားတွေပါဝင် တော်ရင်အလေးကြပေါက်တဲ့အသီးရွက်တွေကိုရှာကွေစားသောက်နေကြရတယ်လို့ပကပတောင်ဝင်ကကဆက်ပြောပါဗါးလက်ရှိမှာဥပွေးကိုထိန်းသိမ်းထားပြီးစစ်စင်းမင်းမြဲနေစေဖြစ်ကစစ်စင်းမှုတွေပြီးဆုံးရင်တက်ဆိုင်ရာတရားရေးအဖွဲ့တွေစီကိုလွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့သိရပါဗါးမြေလက်ဒေသကတရင်တွေကိုတင်ဆက်ပေးနေတဲ့မြေလက်တန်ရဲ့နေ့စဉ်တရင်အစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်တန်ရဲ့ website youtube နဲ့ facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ